ရသဗျာရဲ့အဆုံးမစကားညာအိတရဏဂုံတီပြီး၅ပါးတိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပေမလားဘူးဆိုတာတတိချတာမှတ်ပဲဘုရားဘာသာဖြစ်ရတဲ့နဲ့အပေလားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြီးပြန်လို့နော်မပြီးပြန်ဘူးဆိုတာကြည့်တယ်ဖះကိုယ်ွယ်တဲ့ဒီဖះလေးကစီးပွားတတ်တယ်ဆိုပြီးကိုယ်ွယ်တာဒါမပြီးပြန်ဘူးလို့ခေါ်တယ် လိုက်ရလို့ကိုယ်ဝဲတာမျိုးဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြီးပြင်းပြင်းဆိုတာဖရာရဲ့ခုံကိုအာယုံပြုတ်ပြီးတော့ကိုယ်ဝဲတာဒီလိုဆိုလို့ပေါ့နော်ဖရာလာဘကုလကျင်ဝေးတန်တာဘေးမှလူရေးရည်မြောင်ဆိုရသော်ဘုရားခုံတော်တွေကိုရည်စုပြီးတော့ကြောက်လို့ကိုယ်ဝဲတာလည်းမဟုတ်ဘူးနော်မျိုးရိုး အစဉ်လာမို့ကိုးဝယ်တာလည်းမဟုတ်ဘူးဖရာရဲ့ခုံကိုတိပြီးတော့ကိုးဝယ်လက်လက်ဘာမျောပြီးတော့ကိုးဝယ်တာလည်းမဟုတ်ဘူးလူတွေနတ်ကိုးဝယ်တဲ့လူတွေလောက်တာချိန်လေကိုစားတဲ့အစာလေးနတ်ကိုပူအရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဘယ်တော့လာစားလဲမသိရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတာဝဲပြီးတော့တင်ထား တင်ထားပြီးတော့အခုလို့ဆက်တာရလို့ရှင်ကြီးကမတော်မူပါဘာလုပ်ချင်လဲစီးပွားတွေအောင်မြင်အောင်မဆပေးပါလှုပ်ထတာကိုယ့်ဘာကိုလှုပ်တာသွားကျေးဇူးတင်တာတလွဲ့သွားကျေးဇူးတင်အဲ့ရှင်ကြီးမပါဆိုပြီးတော့အဲ့နေပေါ့သူမလေးပေါ့နော်သူမလေးတကယ်မမယ်ဆိုရင်အသာသာအဲ့နေအပင်မခံနိုင်နဲ့လက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအဲ့တန်နေ အလုံးမလုံးလို့ရတာဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်မှပဲနော်လက်တည်ထဲမှာတကူကြီးတယ်လို့ဆိုတဲ့တရားမင်းကြီးကတောင်မလုံရင်ဘာမှမရဘူးလို့ပြောတာသူပြောတဲ့စကားကွာသူသားနှစ်ယောက်ရှိတယ်သူ့ဝိဒနဲ့ဇယန္တတရားမင်းရဲ့သားတွေရှိတယ်သူပြောတဲ့စကားလေးကိုနားထောင်ကြည့် anuttha awayama yatara tukhan dikisati tuvira tatha gisahi mensa tathewa papayare tu pyo da shin shin ni anuttha han so tat twet cha cha ma lou phe ne awayama ha? ma chu sa phe ne no ma chu sa phe ne ဒုက္ခယတရာဒိကိစ္စတေချမ်းသာရနိုင်တဲ့နေရာရှိတယ်ဆိုရင်တဲ့သူဝိရတတ္ထကိစ္စာဤမင်းအဲ့ဒီအရက်သွားနေတဲ့မင်းစတတ္ထေဝပါပယငါ့ကိုလည်းခေါ်သွားပါတဲ့အဲ့ဒီရှင်းရှင်းလေးရဲ့သူပြောတာသူဝိရမလုတ်ဖဲမကင်မဲနဲ့ချမ်းသာဒုက္ခရတယ်ဆိုတဲ့နေရာရှိလို့ရှင်မင်းအဲ့ဒီနေရာသွားနေတဲ့ ငါကိုလည်းအဲ့ဒီရောက်အောင်ပို့ပေးတယ်ဘယ်နေရာမှမရှိဘူးဒါနော်အလုံးမလုံးပဲနဲ့မကြိုးစားပဲနဲ့ရတယ်ဆိုတာတခုမှမရှိဘူးလောက်ရမယ်ကြိုးစားအဲ့ဒီလိုလောက်ရမယ်ဆိုတဲ့ဝီရိယရဲ့အကျိုးကျေးဇူးတကိုးကြီးတဲ့လူတွေကတရားမင်းတို့အဆင့်ကိုးကွယ်တာတောင်မဟုတ်ဘူးနော် လူဝင်ပူးတဲ့နတ်ဆိုတာတရားမဲ့အဆက်မရှိဘူးပေါ့ဘာလို့လဲဆိုလူရဲ့အနံ့ကတိယုဇနာလောကနန်းတယ်လို့ပြောတာပဲဟုတ်ကောင်းဟုတ်လိမ့်မယ်တိရိစ္ဆာန်ဝင်နေသွားရင်တော်တော်နန်းတာတိရိစ္ဆာန်တွေရဲ့အနံ့မခံနိုင်ဘူးနတ်တွေကလည်းလူပြေလာလို့ရှိရင် လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့လူတွေကသာမှုေးနေကြတာကိုယ့်အကောဟောမခံနိုင်ဘူး မခံနိုင်လို့နှာခေါင်းပိတ်လာကြလူတွေအိပ်ပြီဆိုမှညမှလာတာတဲ့အဲ့ဒါအကြောင်းပဲညတကောင်ကြမှာလူတွေအိပ်သွားပြီဆိုတဲ့အချိန်လေးမှာတိတ်တိတ်လာကြတာဖះစီအဲ့ဒါလူနဲ့မခံနိုင်လို့ပဲအထက်နဲ့ကအဲခဏခဏဝင်ပူးနေရင်တော့လူနာကနတ်ဖယ်ဖြစ်မှာပဲအဲ့ဒါတော့လူနဲ့ခံနိုင်တဲ့နတ်ဖြစ်အဲ့ဒီမှာလူနဲ့မခံနိုင်တဲ့တရားမင်းတို့လို့အမတန်မှ တကူကြီးတဲ့နတ်တရားတောင်အလုံးလုံးရမယ်လို့သူသားကိုပြောတာမင်းမလောက်ဖဲနဲ့ချမ်းသာဒုက္ခဆိုမရဘူးဆိုတော့ဒါကအလွန်ရေးကြီးတာပဲလုံးတဲ့လို့တတ်တာလောက်ကိုလုံးရမယ်ဒါကြောင့်မို့၅ဘာတိလစောင့်ထိန်နေဆိုတာသူကသူနေတာထိန်တာမဟုတ်ဘူးလေဆိုပါတော့ခုနက တရားဝဲအစမှာပဏ္ဏတိပါတာ ဝေရမဏိတိခါပရံသမာရိယမိတို့စောက်တီလိုက်တယ်စောက်တီလိုက်တာသမာဒာနစေရနာလို့ခေါ်တယ်ရှောင်ကျင်ပါမယ်လို့ဂရိကဝုပြုလိုက်တာရှောင်ကျင်ပါမယ်ဂရိဝုပြုထားတာပဲရှိတယ်အဲ့ဒီအချိန်လေးမှာရလိုက်တဲ့ကုသိုလ်ကသမာဒာနကုသိုလ်ပဲရှိတယ်အဲတွေ့လိုက်ပြီဆိုရင် ိုလာကြိုက်လို့ဖက်ခနဲ့ချင်းရိုက်လိုက်ပြီဆိုရင်တော့ခုနကရှောင်ကျင်မမယ်ဆိုတာဟာဖြတ်လိုက်တာနဲ့တူတူပဲအဲ့ကြလို့ तू ကရှောင်လိုက်ရမှာအဲ့ဒီအချိန်မှာဆိုလိုတာကမန္တတိပတ္တမရှောင်ပါတယ်ဆိုတကယ်ကျုံးလာပြီဆိုလို့ရှင်မလုတ်ဖဲနဲ့ရှောင်လိုက်ရအဲ့ဒီရှောင်တော့မှ तू ကသာတီလာလို့ခေါ်တာเนาะအဲ့ဒီကြရင်တော့ဝိရတိလို့ခေါ်တယ် ဘာနာတိပတဝေရမဏိယစေရနာကိုလည်းတီလာလို့ခေါ်တယ်ဝိရတိကိုလည်းတီလာလို့ခေါ်တယ်မရှောင်ဘူးဆိုလို့ရှိရင်မရဘူးဒီကုသိုလ်ဟာနော်မရဘူးမရဘူးသူများဥစ္စာတွေ့တယ်အသာယူဖို့အစင်းင်းဖြစ်တယ်မယူဘူးရှောင်လိုက်တယ်ဝေရမဏိနော်ဝိရတိဖြစ်တယ်အဲ့ကြောင့်စောက်တီတုန်းကစေရနာရှောင်တဲ့အချိန်ကျတော့ဝိရတိ ဒီဆောင်ကျင်မှုဟာတာမန်ကုသိုလ်မဟုတ်ဘူးသီလကုသိုလ်ဒါနကုသိုလ်တွေပုံမြတ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်တန်ဖိုးခြင်းလည်းအလွန်ကွာခြားတယ်အလွန်ကွာခြားလို့သီလကုသိုလ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ဖို့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်အ ਨੇ စုံငါးပါးသီလလုံချက်လုံချုံလာပဲကြုံတွေ့လာတိုင်းရှောင်ကျင်လိုက်တယ် တီလာကိုမချိုးဖောက်ဘူးမချိုးဖောက်တာကိုနေစနဲ့အများကိုယ့်ကိုစမ်းစစ်တယ်ငါပဏာရိပတာချိုးဖောက်တာရှိသလားအရိဏဒါနကာဝေသူမိစ္ဆာဆရာချိုးဖောက်တာရှိသလားချိုးဖောက်မှုမရှိဘူးဆိုလို့ရှင်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာအဲ့ဒါလို့ကြည်နူးဝမ်းသာလာတဲ့ထိအောင်ကိုယ့်တီလာကိုကိုပြန်တွေးရမယ် ကိုတိလာကိုကိုပြန်တွေးမှတိလာပို့အောင်တက်လာပြီကုသိုလ်တွေကတိုးလာအနုဘုဆိုရင်မတိုးဝိချေးဆိုတာတော့ကိုယ့်အိမ်ထဲမှာမိခင်တက်တာတဲ့ထည့်ပြီးတော့တောခတ်ထားလို့ရှင်ဝိသိ90ဟာ390ပဲမတိုးဘန္တို့ကတော့အထာပြီဆိုလို့ရှင်တော့တိုးနေတာ အဲ့ဒါလို့ပဲတီလကပြန်မတွေးပဲနဲ့နေရင်တော့မတိုးဘူးတဲ့သူကအတိုးမရှိဘူးအဲ့တော့အတိုးမရှိတာကြိုက်သလားတိုးတာကြိုက်သလားကိုယ့်အကိုဆုံးဖြတ်မှာဒါနော်တိုးစေခြင်းတိုးတဲ့နေရှိတယ်ဘာလို့ရမလဲပြန်ပြီးတော့စဉ်းစားစဉ်းစားတဲ့ကံမှာဝန္တာအာရဖြစ်အောင်တီလလေးဆင်ခြင်စဉ်းစားလိုက်တာနဲ့ဘဝတစ်ခုကလုံလောက်တဲ့အနေအထားမျိုးအထိရောက်နိုင်ပါတယ် ကြည့်လေ၅ပါးသီလတစ်ခုချင်းတစ်ခုချင်းစဉ်းစားစဉ်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲအနဝိဇ္ဇဒုက္ခငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့စိတ်ချမ်းသာမှုတစ်ခုရအဲ့ဒီစိတ်ချမ်းသာမှုကဘာဖြစ်လဲလို့ဆိုရင်အဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးနှလုံးမတာမရမဖြစ်ဘူးနှလုံးကြည်တာတယ်ဆိုတဲ့အဓိပ္ပာယ်ရတာဝန်တာတယ်လေ အဲ့ဒီနှလုံးကြည်သာမှုကိုအကြောင်းပြုပြီးတော့ပမောဇ္ဇဆိုရယ်ဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့ပီတိဆိုတာဖြစ်လာတယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိလို့ခေါ်တယ်ကိုရောစိတ်ရောငြိမ်းအေးမှုဖြစ်လာတယ်ပတ္တတိဆိုရယ်ကိုရောစိတ်ရောငြိမ်းအေးမှုကိုအကြောင်းပြုပြီးတော့ဒုက္ခဆိုရယ်စိတ်ချမ်းသာမှုတွေရလာစိတ်ချမ်းသာမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲတမာတိစိတ်တည်ငြိမ်းလာတယ်တည်ငြိမ်မှုရလာ စိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့ယထာဘူတညာနာတသနာအဖြစ်မှန်ကိုမြင်ခြင်းသိခြင်းဆိုတာရတာသိတာမြင်တာဖြစ်လာဟောဒါသီလကဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးတွေကဒီဘဝမှာပဲအေးသီလဆောင်တာနောင်ဘဝကြမှာရမယ်လို့မတွေးနဲ့နော်နောင်ဘဝကိုမသိဘူးအခုရတာဒါတွေအခုရတာခုရတဲ့တန်ဖိုးကိုသိရများသောအားဖြင့်ပြောလို့ရှိရင် တီလာလုံလို့ရှိရင်နောက်ဘဝမှာနတ်ပြည့်ရောက်တယ်။နတ်ပြည့်လည်းဘယ်နေမှမမသိတာကိုသိလို့လား။သိပါမသိတာနော်။အဲ့တော့အဲ့ဒါမတွေးနဲ့။မြတ်စွာဘုရားဟောလို့လက်ခံထားတာ။နတ်ပြည့်ရှိတယ်ဆိုတာကိုမသိဘူး။သို့တော့ဘုရားဟောတာ။ဒီကုသိုလ်ကောင်းမှုလို့ရင်နတ်ပြည့်ရောက်တယ်ဆိုတာမှားသလားလို့ဆိုမမှားဘူးမှန်တယ်။သို့တော့ကိုသိတဲ့အကျိုးတရားကိုသိဖို့ဒီဘဝတည်းမှာဟောတီလာရှိလို့ရှင် ဒီလိုအကျိုးကျေးဇူးတွေကိုယ်ထဲမှာရောက်တယ်။ဩကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပဝန်းကျင်ကကိုယ်ရွတ်သေးတယ်လေးစားလာတယ်။ကိုကျင့်တရားကောင်းဒါတွေကဒီဘဝမှာရနိုင်တဲ့အကျိုးကျေးဇူးတွေကိုမြင်ရတဲ့အကျိုးကျေးဇူးလက်တွေ့ကြတယ်။အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့အခြေခံလေးအခုလောက်တင်ကို လုံးရှိမယ်ဆိုရင်တော့အမတမဟိုကျေနပ်စရာကောင်းတဲ့အနေထားမျိုးရတယ်။ တရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်။တရဏဂုံတည်ဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့။ပါဠိလိုနံပါတ်၁ကအတ္တတန်နိယတနာအတ္တတန်နိယတနာဆိုတာမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာ ဗုဒ္ဓသာနေရာတေးမိငါရဲ့ဘဝငါခန္ဓာကိုယ်ဖရာအားအနှင်းပါတယ်လို့ဆိုရင် အတ္တတဏိယတနာကိုကိုကိုအနှင်းပြီးတော့ကိုယ်ွယ်တဲ့တရဏဂုံကို အတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပရာယနာတာပါဠိလိုတပရာယနာတာပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာ ဖះမှာတပါအကိုရမရှိဘူးဖះကိုပဲအကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနော တရားသာလဲအကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခပရာယနောတန်ခသာလဲအကိုရရှိတယ်ခြားကိုအာမကိုဘူးလို့ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပ်ပရာယနာတာလို့ခေါ်တယ် နောက်တစ်ခုကတိတ်တဘာဝပကမကမနတိတ်တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပကမနဆိုတာကဲ့ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘသူရဲ့တပြည့်တုံးဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်သံဃာရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာ အဲ့တော့ဗုဒ္ဓရဲ့တပည့်အဖြစ်ခံယူလိုက်တာဒါသိတ္တဘာဥပကမနတရဏဂုံလို့ခေါ်တယ်ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြတဲ့ပိပ္ပလိပုံနာတထေကြီးကသိတ္တဘာဥပကမနတရဏဂုံကိုစောင့်တည်ခဲ့တာသူကအဟံဗုဒ္ဓတအန္တေဝါတိကောငါဖရာရဲ့တပည့်ပဲ ဘသူရဲ့တပည့်မှမခံဘူး90ရာဖះပဲလို့ဒီလိုလက်ခံတာနောက်တစ်ခုကြတော့နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသိပေးတာတို့ဘသူမှဘယ်ဖះကိုမှလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူး ဒီဗုဒ္ဓဓမ္မတန်ခါကိုဒါလည်းလက်ဟုတ်ချီခြင်းယိုသိပေးခြင်းရှ िख ိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ခွေတာယိုသိပေးတာဒါပဏိပါဒလို့ခေါ်တယ်အဲ့ဒီလိုပဏိပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာ ਨੇ ပတ်သက်ပြီးပြောမယ်ဆိုလို့ရှင်ဖះကိုယုံကြည်ကိုယ်ခွေတယ်ဆိုတဲ့နေရာမှာ လတ်လပ်ပါလိုခြင်းလို့ဘုရားကိုကိုးဝဲတာလားဆရာသမားဖြစ်လို့ဘုရားကိုကိုးဝဲတာလားဆွေမျိုးတော်လို့ဘုရားကိုကိုးဝဲတာလားအေးမကိုးဝဲဘူးဆိုရင်ပဝန်းကျင်ကကိုယ့်ကဲ့ရဲ့ရှုပ်ချမှမှုကြောက်လို့ကိုးဝဲတာလားဟောဒီလိုရှိတယ်အကယ်၍အဲ့လိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲ ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုယ်ကွယ်မှာတရဏဂုံတည်တယ်တဲ့။နော်တရဏဂုံယူပြီမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုလား။တက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုယ်ကွယ်မှာတရဏဂုံတည်တယ်။အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှင်ဒါတရဏဂုံမဟုတ်ဘူး။ ကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးွယ်တယ်ဆိုတော့အမျိုးယိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးွယ်ရင်လည်းပဲတရဏကုအစ်စ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးွယ်လို့ရှင်လည်းပဲဟုတ်လားမအာစရိယအနေနဲ့ကိုးွယ်လို့ရှင်လည်းမရဘူး ဘယကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါတဆိုတဲ့ဒီကိုကိုကိုအလေးအမြတ်လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကို ပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တဦးအနေနဲ့လုံမှ တရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်စရာနော်အဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ဟို ပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်းမဖြစ်ဖွယ်ရတဲ့အကြောင်းတရားတွေရှိတယ်။တရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာလို့ဆိုအညာနာနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုဝယ်ရမလဲဆိုတာမသိဘူးနော်တန်တရဟောမဟုတ်ကလားဖះဆိုတာဟောမဟုတ်ကလားဆိုတဲ့ မယုံတယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေ့အအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာညော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရာလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ